အားလုံးပဲမင်္ဂလာပါရှင်။တင်ကတုသမီ channel ကနေကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာဖတ်ပြပေးမယ့်စာအုပ်လေးကတော့တမိုင်းသူတေသည်ဆရာတင်နိုင်တို့ရေးသားတဲ့ပကံရွှေပြီးမှသူရဲကောင်းများအကြောင်းစာအုပ်ထဲကရှင်အရဟံရဲ့အကြောင်းကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်။ပကံမင်းနေပြီးတော့သူ တူဝနာဘူမီမှာတန်ခါတပားကြွားရောက်လာကြောင်းဘယင်မင်းမြတ်တင်းကြရသည်မင်းမြတ်စုံစမ်းကြည့်တော့ဆရာတော်ဤဘွဲ့အမိမှာရှင်အရဟံဖြစ်ကြောင်းသိရပြီးရှင်အရဟံသည် ထေရဝါဒဗုဒ္ဓဘာသာကို ပြန်ပွားအောင်ကြံဆောင်နေသောဆရာတော်ဖြစ်သည်တူဝနာဘူမီတထုံဘယင်သည်ဘာသာရေးကိုအာမပေးသောဘယင်မို့ယခုကဲ့သို့ ပကံတို့ကြွားရောက်ခိုးလုံလာခြင်းဖြစ်သည်ဒါမှမဟုတ် တာမန်အာဂန်တုမြတာဖြစ်လေသလိုဘယင်မင်းမြတ်ကိုတော်တိုင်ကပကံမင်းနေပြီးတော်တွင်လွတ်လပ်စွာကိုးကွယ်ယုံကြည်မှုပြုထားပြီးရာရှင်အရဟံသည်တန်ခါကိုင်းတကိုင်းမှဖြစ်ပြီးတာသနာပြုရန်ကြွရောက်လာခြင်းဖြစ်ကောင်းဖြစ်ပေလိမ့်မည်။မြားမကြမီသူဝနာဘူမီမှာဆရာတော်တစုထက်မှန်ရောက်ရှိလာပြန်သည်။သူတို့တထုံပြည်တွင်ကျွမ်းစစ်သည်တွေက မကြာခဏဝင်ရောက်နှောက်ယှက်နေသည်။ ကျွမ်းတို့ကမိစ္ဆာဒိဋ္ဌိများဖြစ်ကြသည်ကျွမ်းတို့သည်နန္ဒကားကိုကိုွယ်၍နောင်ဘဝကိုမယုံကြည်ကြသူများဖြစ်သည်ယခုကဲ့သို့သူမနာဘူမိ၌အင်အားချိနေနေချင်းတွင်ကျွမ်းတို့ပိုရစ်ဝင်ရောက်နှောက်ရရန်လွယ်ကူလေသည်ကျွမ်းတို့၏အကြီးမှုဖြစ်သော ခမာဘယင်သူရိယဝါဒမန်သည်တထုံအားနှစ်ပေါင်းများစွာနှောက်ရခဲ့သူဖြစ်သည် သူရိယဝါဒမန်၏လက်ချက်ကြောင့်တထုံတွင် ဒေသခံတိုင်းရင်းသားအချို့ပျက်စီးဆုံးရှုံးမှုများနေကြုံရသည်တူရိယဝါရမန်သည် သူနာဘူမိခေါ်တထုံကိုသာတိုက်ခိုက်သည်မဟုတ်ဒွါရဝတီနိုင်ငံတော်ကိုလည်းဖျက်ဆီးခဲ့သည်တူရိယဝါရမန်ကျွမ်းတို့ဤခမာနိုင်ငံတွင်ထီးနှံဆိုးဆန်ခဲ့သည်မှာအနည်း40ကျော်ပြီဖြစ်၍တူရိယဝါရမန်ကနန်းတက်ရှိသလောက်တိုင်းပြည်အပေါ်တွင်လည်းဩဇာညောင်းသည် ူတို့ကဗျမနဝါဒကိုကိုယ်သူများမို့ဗုဒ္ဓဘာသာကိုမလိုလားပါမိမိအနီးဝန်းကျင်ဗုဒ္ဓဘာသာနိုင်ငံများကိုလည်းပျက်စီးရပျက်စီးကြောင်း အမြဲနှောက်ယှက်တိုက်ခိုက်လေးရှိသည်တို့ဖြစ်၍သူဝနာဘူမိကိုအကြိမ်ကြိမ်နှောက်ယှက်နေတော်သည်ဒုရိယဝရမန်းသည်ဒွါရဝတီနိုင်ငံတော်ကိုအောင်းနိုင်ပြီးနောက်ဇင်းမယ်အနီးတွင်ရှိသော ဟရိပုံစားဒေသကပြည်သူများပိုးပြီးညီညွတ်လာသည်အင်အားတောင်းတင်းလာသည်ကျူးကျော်တိုက်ခိုက်လာသူ ခမာတို့အားရရလက်နက်ဆွဲကင်လျက်ရွရွချွန်ချွန်တွန်းလှန်တိုက်ခိုက်သည် နောက်ဆုံးခမာများဟရိပုံစားဒေသကိုတိုက်ခိုက်ရန်ကြိုးပမ်းမှုမအောင်သောအခါတုဝနာဘူမိခေါ်တထုံတို့ခြေဦးလှဲလာကြသည် တထုံတွင်ထီနန်းစိုးစံလျက်ရှိသော မနုဟာမင်းသည်မိမိလက်အောက်ခံနေသားများ၏ယုံကြည်ခြင်းကိုခံရသူ မဟုတ်ပါနေသားများသည်မနုဟာမင်း၏အုပ်ချုပ်မှုပျော်ညံ့မှုကို အခွင့်ကောင်းယူကာမကြာခဏဆိုသလို ပုံကံလေးရှိသည်တို့ကြောင့်လေမကြခဏဆိုတကယ်တို့မနုဟာမင်းဤစစ်သည်တော်များလက်အောက်ခံခေါင်းဆောင်နေသားများကိုတွားရောက်တိုက်ခိုက်နေရသည် ပုံကံထားကြောင့်မှုများမှာလည်းအဆုံးသက်သည်ဟူ၍မရှိ တနှစ်နဲ့တနှစ်တနေနဲ့တနေဆက်ဆက်နေပေသည်မနူဟာမင်းသည် နိုင်ငံတော်အတွင်းစစ်မီးပွားနေမှုကို မလိုလားသည့်အလျောက်ရှင်းလင်းနေနေသည်မကြာခဏစစ်မှတ်ဖြစ်ပွားတော့ယဟန်တန်ကားများလဲဒန္တဒူရာဝိပဿနာဒူရာများကိုမကြင်ကြန်နိုင်တော့တို့ဖြစ်၍ယဟန်တန်ကားအချို့ကလည်းဗုဒ္ဓဘာသာသာသနာထုံးကားပြန်ပွားရာပကံမင်းနေပြီးတော့သူပြောင်းရွှေ့သွားကြသည် ရှင်သူပြောင်းရွှေ့လာကြသည့်တန်ခါတော်များတဲ့တွင်ရှင်အရဟံတပါးလဲအပါအဝင်ဖြစ်သည် ရှင်အရဟံသည်မူလကတီဟုတိရိလင်္ကာတို့သွားရောက်ရန်ကြံစီသေးသည်ထို့သောလက်တလုံးအဖျင်းပကံတို့ဥစွာသွားရောက်ခြင်းကလံခီးကို အစဉ်ပြေစေသည်အရှင်အရဟံသည် နောက်ဆုံးပကံတို့သွားရောက်မည်ဟုဆုံးဖြတ်ခါတုဒ္ဓမဝတိမတဆင်တကုံမျိုးတို့၎င်း ထိုးမှတစင်ပကံမင်းနေပြီးတော့သူ၎င်းကြွားရောက်လာလေသည် ကျန်းယဟန်တန်ကားများမှလည်းကစင်ကလျားနေဗယံပတာဖြစ်ကုန်သည်ဗျမနဘာသာဝင် ခမာစစ်တီတို့သည်တထုံရှိဗုဒ္ဓဘာသာဝင်များကို သူတို့အယူဝါဒများ ပြောင်းလဲကိုးကွယ်စေရန်ဗျမနဘာသာဝင်အဖြစ်အာဓမတွတ်သိန်းသည် ဗုဒ္ဓဘာသာចောင်းកံဖះများကိုလည်းဖြက်စီးပစ်သည်ဗုဒ္ဓဘာသာယဟန်များကိုလည်းအចောင်းအမျိုးမျိုးပြကားဖန်စီသည်တူရိယဝါရမန်မင်းသည်အနောယထာမင်းမြန်နှံ့တက်ပြီးငားနှင့်အကြာ၌ပင်နှက်ရွာဆန်သည်ထို့သောတူရိယဝါရမန်မင်းကိုစက်ခံသည်တားတော်ဘရင်လက်ထက်တွင်လည်းတထုံကိုတစ္ဆာပေးလျက်သူဤလက်အောက်ခံနိုင်ငံဖြစ်လာ၏အတွက်ကြိုးပမ်းသည် သို့သောတထုံဘရင်မနူဟာကလက်မခံကြီးမနူဟာသည် သူတလူငါတမင်းဖြစ်နေသောလက်အောက်ခံနေစားများအားထိမ့်ချုပ်ကိုကဲရန်တဖက်မှလည်းခမာတို့၏ချင်းချောက်မှုရန်ကိုခံနေရသည်ခမာဘရင်ကလေးသည်တထုံကိုသိမ့်ပိုင်ရန် အာဓမကြံစီလာသောအခါမနူဟာက ပကံဘရင်ထံစစ်ကူတောင်းရသည် ပကံပရင်ကတထုံမကြောက်လာသူရှင်အရဟံနှင့်တန်ခါများနှင့်တိုင်မြင်ကြည့်သည် မနုဟာမင်းသည်မင်းကောင်းမင်းမြတ်ဖြစ်တော်လဲလက်အောက်ခံမျိုးစားနေစားများကို အုတ်ချုပ်ရမှုအားနဲ့ချက်ရှိသည်တို့ကြောင့်လက်အောက်ခံတို့ဤပုံကံဌာနနေကြခြင်းကို ခံရသည်ရှင်အရဟံဤအစိုးအရာမနုဟာမင်းတွင်ပိဋကတ်တော်ရေကူးပြီးပေအစုံ30လဲရှိနေသည် မိစ္ဆာမျိုးခြားခမာများက သူတမဝဒီကိုသာတိမ့်ပိုင်မိပါမူရင်းပိတကတ်တော်စာပေများကိုဖြက်စီးပြစ်မှအမှန်ပင်ပိတကတ်တော်များဖြက်စီးသွားမည်ကိုတော့ရှင်အရဟံစိုးရင်သည်အနောယထာမင်းမြတ်သည်ရှင်အရဟံနှင့်တကားတထုံမပြောင်းရွှေ့လာကြသူယဟန်တန်ဃာများနှင့်တိုင်ပင်လျှောက်ထားပြီးသောအခါတထုံကိုစစ်ကူပေးရန်ဆုံးဖြတ်လိုက်သည်အထူးသဖြင့်တထုံကဲ့သို့သောဗုဒ္ဓဘာသာနိုင်ငံတော်ကိုဗျာမဏအယူဝါဒလွှမ်းမိုးမခံနိုင်ပေ တထုံပရင် မနူဟာမင်းကိုတိုင်းကတလေးတစားစစ်ကူတောင်းခံလာတော့မင်းမြတ်အနော်ရထာအနေဖြင့်လက်ပိုက်ကြည့်မနေနိုင်တထုံကို ခမာစစ်သည်တို့ဝိုင်းဝန်းလျက်ရှိပြီးခမာဘရင်တိတူရိယဝါဒမန်ဤသားတော်သည်လက်ရဲစရဲရှိသူဖြစ်သည် ဖခင်လက်ထက်ကမအောင်မြင်ခဲ့သည့် ဟရိန်ပုံစားနဲ့တထုံကိုသူကအမိအရာထိန်ချုပ်ဖို့စ조사သည်အနော်ရထာမင်းနန်းတက်ပြီး73နှစ်အကြာမြန်မာတက္ကရ416ခုနှစ်တွင်အနော်ရထာမင်းမြတ်ကိုတိုင်ဦးဆောင်လျက်သူနာဘူမီတို့စစ်ချီလေသည်ဘယင်မင်းမြတ်နှင့်အတူကြံစင်သာငထွေယူငလုံးလဖဲနှင့်ညာဦးပြီးအမိရှိသောသူရဲကောင်းလေးဦးတို့လိုက်ပါလာကြသည်ကြံစင်သာသည်နှလုံးကွန်ခေါင်အမိရှိမြင်းကြီးကို၎င်း ငထွေယူသည်နှလုံးချင်တိုင်းအမည်ရှိ မြင်းကြီးကို၎င်းငလုံးလက်ဖဲသည်လေမိုးရင်ခေါင်အမည်ရှိ မြင်းကြီးကို၎င်းညောင်ဦးဖီးသည်နှလုံးအတုမရှိအမည်ရှိမြင်းကြီးကို၎င်းစီးနှင်း၍လိုက်ပါလာကြသည်ဘယင်မင်းမြတ်အနော်ယထာမာမူခန္ဒီကလက်လှအမည်ရှိနတ်မြင်းညိုကြီးကိုစီးနှင်းကတက်မကိုကိုကဲလျက်ခြိတက်လေသည်ပကံသူရဲကောင်းလေးဦးမာမူတက်ဦးမှခြိတက်ကြသည် တထုံတို့ချီရာတွင်ကြီးချောင်းရေချောင်းဖြင့်စစ်နှချောင်းချီတက်တိုက်ခိုက်ပေးရာစစ်သည်အင်အားများမှလည်းအလုံးများပြားလာသည်ကြီးချောင်းမှစင်တက်မြင်းတက်များပါဝင်တကယ်သူ ရေချောင်းမှလည်းလေတက်စုများလိုက်ပါလာကြသည်ခမာဘရင်ဤစစ်သည်များသည်တထုံမြုပ်ကိုဝင်းရံထားရာမှအနော်ရထားဤတမြတထုံတို့ခြိတက်လာပြီးဖြစ်ကြောင်းသိရသောအခါအလွန်တုန်လှုပ်သွားသည်အထူးသဖြင့်ပကံဘရင်မင်းမြတ်ကိုယ်တိုင်သူရဲကောင်းလေးဦးနှင့်အတူကြီးတက်ရေတက်တို့ကိုအုပ်ချုပ်လျက်အင်အားအလုံးအရင်းနှင့်ခြိတက်လာကြောင်းကြားသိရသဖြင့်ပြန်လည်ခုခံတိုက်ခိုက်ရန်တင့်မတင့်ကိုစဉ်းစားရသည် မြို့တွင်း၌မြို့တကားများအလုံးပိတ်ဆို့လျက်ခုခံတိုက်ခိုက်နေရသည့်တထုံဘရင်မနူဟာမင်းမာမူစစ်ကူတပ်များခြိတက်လာပြီးဖြစ်ကြောင်းကြားသိရသောအခါများစွာဝမ်းမြောက်မိသည်တပ်ဖက်မှလည်းပကံစစ်တီများ ခမာတို့နှင့်တိုက်ခိုက်စဉ်မိမိတို့တပ်များအနေဖြင့်မိတို့မိပုံကူညီတိုက်ခိုက်ရမည်ကိုစီမံနေလေသည် ပကံတပ်များတထုံကိုရောက်ရှိသည်နှင့်မြို့ရိုးကိုရန်ထားသည့် ကျွမ်းဘရင်ဤခမာစစ်သည်များနှင့်ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားတော်သည်ပကံသူရဲကောင်းများဖြစ်ကြသောကြံစစ်သားငထွေယူငလုံးလဖဲနှင့်ညောင်ဦးပြီးတို့ကလည်းမြင်းတက်စင်တက်တို့ကိုစီမံအုပ်ချုပ်လျက်ရွရွချွန်ချွန်တိုက်ခိုက်ကြသည်တထုံဘရင်မနူဟာဤတက်များကလည်းမြို့တကားကိုဖွင်ကပကံတက်များနှင့်ရန်သူကိုညှက်ပူးညှက်ပိတ်ပြူကတိုက်ခိုက်လေသည် ဤသို့ဖြင့်ခမာစစ်သည်အမြောင်အများကြဆုံးလျက်နောက်ဆုံးတွင် ခမာတံများဗကံဘရင်အနောယထာထံလက်နှက်ချအညံခံရသည်မိမြန်အနောယထာသည်မိမိထံအညံခံလာသော ခမာစစ်သည်များအားတယောက်မကြမ်းလိုက်လံဖမ်းဆီးစေသည် ထို့နောက်သူတို့၏လက်တွင်မှဒါလှံလက်နှက်တို့ကိုတင်ပိုက်သည်ဖမ်းဆီးရသည်။တုံပန်းတို့ကိုလည်းတထုံမြို့ပြင်၌ယာယီတဲများဆောက်လုပ်ခါစနစ်တကျထိမ့်သိမ်းထားရှိသည် ပီစီသောအခါတထုံဘရင်မနူဟာအောင်မင်းမြတ်အနောယထာကသူဝဓမ္မဒီနန်းတွင်၌တွားရောက်တွေ့ဆုံသည် မနူဟာမင်းမှာ ်နောင်တော်အနောယထာမင်းမြတ်အားကျေးဇူးတင်မဆုံးရှိနေလေသည် အနောယထာမင်းမြတ်နှင့်တွေ့ဆုံရာတွင်လက်အောက်ခံမျိုးသားရွာသားများကကျုံးနုံမှုမရှိသည့်အတွက်တိုက်ခိုက်နေနေနေရပါကြောင်းကိုလည်းမနူဟာကဆိုပေသည် နောက်ဆုံးအနောယထာမင်းမြတ်ကအကောင်းဆုံးသောအစီအစဉ်တစ်ရက်ကိုချမှတ်လေသည်မနူဟာမင်းအုပ်ချုပ်နေသည်၍ခမာတို့၏ရန်ကမအေးအထူးသဖြင့်လက်အောက်ခံမျိုးသားနေသားများ ပုံမူလာရောက်တိုက်ခိုက်ကြသည်မှာမလွဲဖြစ်သည်ဗျမနအယူရှိသူတို့တထုံကိုလွှမ်းမိုးသွားပါမူစစ်မှန်သော ထေရဝါဒဗုဒ္ဓဘာသာမှာမိမ့်မိန်ပြောက်ွယ်သွားပေလိမ့်မည်ထိုကြောင့်အခိုင်အတန့်အားဖြင့်သူဓမဝတိခေါ်သူဝနာဘူမိခေါ်တထုံမြေကို ပကံမတိုက်ရိုက်အုပ်ချုပ်ထားခြင်းကကောင်းမွန်ပေလိမ့်မည်မနူဟာမင်းသည်နောင်တော်အနော်ယထာဤအဆိုအမိန်ကိုအကျွင်းမဲ့ထောက်ခံသည် မိမိ၏အခြေအနေမှန်ကိုလည်းမိမိသားလျင်သိပါ၏ပိတကတ်တော်များ ခမာတို့လက်တွင်သို့ ရောက်ရှိသွားလျင် မိရှုဖြက်စည်းခံရမည်မှာအမှန်ပင်ဖြစ်သည်တို့ဖြစ်၍လက်တလောအားဖြင့်တထုံကိုပကံမတိုက်ရိုက်အုပ်ချုပ်စေယုံများမက ပိတကတ်၃ဘုံ စာပေအစုံ30ကိုလည်းပကံတို့ရွှေပြောင်းသိမ့်စီထားခြင်းကပုံမိုတင့်မြတ်ပေးလိမ့်မည်။တုံမာသာတာသနာတော်၏အနာဂတ်အတွက်လည်းစိတ်ချရပေးလိမ့်မည်။ နောက်ဆုံးအနော်ယထာမင်းမြတ်ဤအကြံပြုချက်အရာ မနူဟာမင်းမှာပကံမင်းနေပြီးတော့သူလိုက်ပါနေထိုင်မည်ဖြစ်သည်မနူဟာမင်းအနေဖြင့်တထုံတွင်ဆက်လက်စိုးစံနေပါက ခမဘရင်ဤဘတ်တော်သားများထက်မှန်လာရောက်နှောက်ယှက်ခါအသက်ကိုရန်ရှာကြလိမ့်မည်သူတို့ကမိစ္ဆာမျိုးချမို့ဗုဒ္ဓဘာသာထုံးကားစီပင်ရာနိုင်ငံတော်ဟူသည်များကိုချေမုံတိုက်ခိုက်ဖျက်ဆီးကြမည်မှာအမှန်ပင်ဖြစ်သည် မနူဟာမင်းသည်ပကံမင်းနေပြီးတော့သူပြောင်းရွှေ့လိုက်ပါသွားလျင်တထုံကိုယာယီအဖြစ်မိသူကအုတ်ချုပ်ဆိုးဆန်းမည်နီမနူဟာမင်းကမိမိနှင့်နေကလဒေဝီမိဖုရားတို့မှဖွားမြင်သူသားတော်ကြီးတိဟဂုံမာရကိုတထုံထီးနှံကိုဆက်လက်ထားရှိစေလိုသည်မိမြန်အနောယထာကမိသူကိုမဆိုးထီးမွေနှမ်းမွေထားရှိနိုင်ကြောင်းပကံနေပြီးတော့မှပါလာသည့် ရဲမှန်စစ်သည်တို့ကတထုံကိုကျွမ်းတို့အန်ဒီရဲမှစောင့်ရှောက်ပေးထားမည်ဖြစ်ကြောင်းမိန့်ဆိုပါသည် ထို့အတူပိတကတ်အစုံ30ကိုစင်တော်များနှင့်ပကံတို့ဆောင်ယူလျက်ပိတကတ်တိုက်ဆောက်လုပ်ထင်းသိမ်းထားမည်ဖြစ်ကြောင်းခမာတုံပန်းများကိုတော့အာလုံးဖန်းစည်းခေါ်ဆောင်သွားမည်ဖြစ်ကြောင်းကိုလည်းမိန့်ဆိုခဲ့သည်ဤတွင်ပကံသူရဲကောင်းကြံစစ်သားက တုံပန်းများကိုပကံအထိခေါ်ဆောင်မသွားပဲဒလလဲပြင်း၌နေရာချထားပေးလျင်ကောင်းပြီဟူအကြံပြုသည်ကြံစစ်သား၏အကြံစီကိုမင်းမြန်အနော်ရထားကသဘောတူသည်တို့ဖြစ်၍အမတ်ကြီးတင်ကပတိဦးဆောင်လျက်ခမာတုံပန်းများကိုခေါ်ဆောင်သွားသည်ရင်းတို့ခေါ်ဆောင်သွားစဉ်အတွင်းခမာစစ်သည်တချို့မှထွက်ပြေးလွတ်မြောက်သွားကြသည်ဟုလဲဆိုပါသည် ရင်းကိစ္စနှင့်ဆက်လင်း၍အမတ်ကြီးတင်ကပတိပင်ဘရင်မင်းမြတ်ဤအမျက်ဒေါသထွက်ခြင်းကို ခံရပါသေးသည်အနောယထာမင်းစောတထုံမှထွက်ခွာသည့်နေတွင်ကြံစစ်သားငထွေယူငလုံးလဖဲနှင့်ညာဦးပီသူရဲကောင်းလေးဦးတို့ကရှေ့မှမြင်းဖြည့်ချီတက်ကြသည်ထို့နောက်ပိတကတ်တော်အစုံ30ကိုစင်ဖြူတော်30နှစ်စင်းဖြင့်တင်ဆောင်သည်ပြီးလျင်နောက်မှပကံရွှေနန်းရှင်အနောယထာမင်းမြတ်နှင့် မနူဟာမင်းတို့သားအဖအစင်တစည်းတဲ့စီးနှင်းလိုက်ပါကြသည်မနူဟာမင်းဤမိဖုရားနင်္ဂလဒေဝီနှင့်ရန်ရွှေတော်တို့ကဘောရင်ဖြင့်စီးနှင်းလိုက်ပါကြသည်ထို့နောက်မနူဟာမင်းဤမူမတ်အချို့လည်းဘောရင်စီး၍၎င်းမြင်းကိုစီး၍၎င်းလိုက်ပါလာကြသည်မနူဟာမင်းဤသားတော်နှစ်ပါးရှိသည့်အနံသားတော်ကြီးတိဟဂုံမာရမှာ တထုံမျိုးဆောင်အဖြစ်ကြံရစ်ခါတားတော်ငယ်စိတ်တာကုံမာရတာလျင်ဖာကမဲတော်နှင့်အတူပကံမင်းနေပြီးတော်သူလိုက်ပါခဲ့သည် ပကံရောက်တော်မင်းမြတ်အနော်ယထာကတထုံဘရင်မနုဟာမင်းမိဖုရားနင်္ဂလဒေဝီနှင့်တကွာတားတော်စိတ်တာကုံမာရတို့ကိုမိမိမင်းသားဘဝကရွာစားအရာရရှိခဲ့ဘူးယာအနုရာဒရွာယခုခေတ်အခေါ်မြင်းကဘာတွင်စံအိမ်တော်တိဆောက်ပြီးအနီးဝင်းကျယ်၌လည်း တုဒ္ဓမဝတီမလိုက်ပါလာကြသည်မနူဟာဘရင်ဤမူးမတ်အရာရှိများနေထိုင်နိုင်ရန်အိမ်တော်များဆောက်လုပ်ပေးထားသည်မနူဟာမင်းသည်ပကံသို့ရောက်ရှိသောအခါရှေးမင်းများတီထားကိုးကွယ်ခဲ့သောဇေဒီပထိုးများကိုတွေးရှိဖူးမြော်ကြပြီးရာကြည်ညိုတရာပွားများလျက်ဇေဒီတော်တဆူတီထားကိုးကွယ်ရန်အကြံပေါ်ပေါက်သည်ကြောင်မြရွေးရတနာရောင်းချရရှိငွေမှာအတပြားစုစုပေါင်း လဲချောင်စီတိုင်ရလေသည် ထို့နောက်မနူဟာမင်းသည်မိမိ၏မူမတ်များအားဝိုင်းဝန်းကာတိတိစေရာဘုံကုန်းနေရာကိုဝယ်ယူရန်ရှင်းလင်းစေသည်ပြီးနောက်ဖျားကြောင်းခံပေါ်၌ဘောဓိပရိခယာတရား38ပါးကိုရည်ညွှန်းလျက်ဇေဒီငယ်38စုကိုတည်သည်မနူဟာမင်းကိုတော်တိုင်းတီထားကိုးကွယ်ခဲ့သည့်ဤဇေဒီကို နောင်မနူဟာဖျားဟုခေါ်ဆိုကြသည် ်မင်းမြန်အနောရထားသည် မနူဟာမင်းကိုပကံ၌ကောင်းမွန်စွာဆန်နေစီလျက်ချီးမြှင့်မြှောက်စားခဲ့သည်သာမက မနူဟာမင်းဤသားတော်စိတ်တဂုံမာရကိုလည်းသူတမရာဇာပွဲပေးအပ်ခဲ့ပေသည် ထို့အပြင်တထုံမလိုက်ပါလာကြသည် မနူဟာဤမူးမှန်အချို့ကိုလည်းနန်းတွင်တွင် အရာရှိကြီးများအဖြစ်ခံထားပြီးသူကောင်းပြုခဲ့သေးသည် ထို့ပြင်သူရဲကောင်းလေးဦးဟုထင်ရှားသည် ြံစစ်သားငထွေယူငလုံးလဖဲနေညောင်ဦးပြီးတို့ကိုလည်းအလိုအလျောက်တူကောင်းပြုခဲ့သည်မင်းမြတ်အနောယထာသည်တထုံမပကံသို့ပြန်လေရောက်ရှိလာသောအခါရှင်အရဟံမထေမြတ်အားနန်းတွင်းသို့ပင်ဆောင်ကပိဋကတ်တော်များကိုတီဟိုတီရိလင်္ကာမရရှိသောပိဋကတ်တော်များကို ထိမ့်သိမ်းထားရှိရန်ပိဋကတ်တိုက်တဆောင်ကိုလည်းဆောက်လုပ်သည် ထိုစဉ်ကပကံတဝိုက်ရှိတန်ဃာတော်တုံးတောင်ခံအားလည်းပိဋကတ်သုံးပုံကိုဖြန့်ဝေလေလာစေခဲ့သည်ယခုအခါသူဝနာဘူမိကိုခမာခေါ်ကျွမ်းတူရန်မှကာကွယ်နိုင်ခဲ့ပြီးတထုံဘရင်မနုဟာမင်းသားလည်း အသက်အန္တရာယ်မှကာကွယ်နိုင်ခဲ့ပြီဖြစ်သည်မိမြအနော်ယထာကတထုံပြီးကို ခမာတို့အန္တရာယ်မှကာကွယ်နိုင်ခဲ့ခြင်းမှာပကံသူရဲကောင်း၄ဦးအပါအဝင်စစ်သည်ရဲမတ်တို့ဤစွန်းစွန်းတမန်ဆောင်ရွက်တိုက်ခိုက်မှုကြောင့်ဖြစ်သည်ပကံမင်းနေပြီးတော့အေးချမ်းသာယာလာသောအခါမိမြအနော်ယထာကအေယာဝတီမြကန်းပေး၌လောကအနန္တာစေတီကိုတီထားကိုးကွယ်သည်လောကအနန္တာသည် တီဟိုတီတီလင်္ကာတင်ပေါ်များစိုက်ကက်ရာတင်ပေါ်စိန်နေရာဖြစ်သည့်ဇေဒီတော်ကိုဌာပနာပြုတီထားကိုးကွယ်စဉ်ပကံနန်းတွင်မှမြမမူးမှန်များသာမကမနူဟာမင်းဤမူးမှန်ဟောင်းများပါတက်ရောက်ခဲ့ကြသည် ထို့အတူပကံသူရဲကောင်းလေးယောက်သည်လည်းလောကနန္ဒဇေဒီတော်ဌာပနာပြုအခမ်းအနားသို့တက်ရောက်ခဲ့ကြသည် ယခုအခါပကံသူရဲကောင်း၄ယောက်သားမကပြတ္တာဤသားများဖြစ်ကြသောရွှေပြင်းကြီးနှင့်ရွှေပြင်းငယ်တို့သည်ပင်စေကျော်သက်အရွယ်လူငယ်ကလေးများဖြစ်နေကြပေပြီမဝေးတော်သောအနာဂတ်တွင်ပကံပြည်ကိုသူရဲကောင်းတို့တိုင်းပြည်ဟုခေါ်ဝေါ်တမုံနိုင်ကြပေတော်မူသူရဲကောင်းဟုသည်တိုင်းပြည်ဤစူးညောင်ခလုံရန်ဆွဲဟုသည်။ကို ဖေရှားရှင်းလင်းပြနိုင်သူဖြစ်သည့်အလျောက်သူရဲကောင်းတို့ဤတိုင်းပြည်သည်လည်း အေးချမ်းသာရသောတိုင်းပြည်ပင်ဖြစ်ပါသည် ဒီကနေ့တော့ကတော့ဒီလောက်ပါပဲရှင်။နောက်နေ့နောက်နေ့တွေမှာလည်းပို့ပြီးတော့စိတ်ဝင်စားဖို့ရာကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်။ကျမတို့ရဲ့တင်ကတုသမီး channel လေးကနေပြည်သက်များအတွက်သုတရတရပွဲရာစာအုပ်စာပေမျိုးစုံကို နေ့စဉ်ဖတ်ရှုပေးလျက်ရှိပါတယ်။ဒါကြောင့်မို့ကျမတို့ရဲ့ channel လေးကို like and subscribe ပြုလုပ်ထားပေးဖို့တောင်းဆိုပါရစေရှင်။နားဆင်ပေးကြတဲ့အတွက်ပြည်သက်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။